မင်္ဂလာပါရှင်တကြံအတွက်လိုရမယ့်မုတ်ကလေးတွေစပြီးတော့လုပ်ပေးမယ်နော်ဒီနေ့ကတော့ရွှေဖြုံသီးကောက်ညှိမုံလေးဖြစ်ပါတယ်ရွှေဖြုံသီးကတော့ကျွန်မမိုက်ခရိုဝေ့ဗ်တဲ့ကို2မိနစ်ထည့်ထားတာပါအဲ့ဒါကိုကျွန်မဖြစ်လိုက်တယ်အကင်းမိမိကမိုက်ခရိုဝေ့ဗ်မရှိဘူးဆိုရင်နော်အိုးထဲမှာပေါင်းနိုင်ပါတယ်သုံးဟောပြုတ်နိုင်ပါတယ်ရေတော့စစ်ချလိုက်ပါเนาะပြီးတော့ရင်တော့ရွှေဖြုံသီးကိုကျမတို့ဒီမှာငေးဥချွေလီနဲ့အခုလိုမျိုးဖိလိုက်ပါတယ် နောက်တစ်ခုကနှမ်းပါနှမ်းကတော့နှမ်းပြူလဲရတယ်နှမ်းမဲလဲရတယ်ဒါမှမဟုတ်ရင်ပတ်စုံလုံးခေါ်တဲ့အယုံအနှောလဲရပါတယ်နှမ်းကိုတော့ကျမတို့လှော်ထားရမှာဖြစ်ပါတယ်အခုကျမထည့်လိုက်တာကတော့နှမ်းစိမ့်ဖြစ်ပါတယ်ရှင်သူ့ကိုကျမလှော်ပါမယ်နှမ်းလေးတွေရဲလာတဲ့အချိန်ကျမလှော်ပါတယ် ဒါလေးကတော့လေကျွန်မဒီရွှေပြုံတိကတော့ line လေးနှစ် line ပေါ့နော်အဲ့ line လေးနှစ် line လောက်ပဲအသုံးပြုအများကြီးတော့မသုံးပြီးတော့ကောင်းချင်းမုံကောင်းချင်းမုံကတော့ zone နဲ့ပဲတိုင်မယ် zone ကတော့ကျွန်မထမင်းစား zone နဲ့ဆက်နှစ် zone မောက်မောက်ပေါ့နော်မောက်မောက်ကျွန်မထည့်ပါရရှင်ကောင်းချင်းကြီးပဲထည့်တာပါကျန်တာကျွန်မဘာမှရောမထည့်ပါဘူးရှင်ကောင်းချင်းမုံမှာပဲရှင်ကောင်းချင်းမုံကိုတော့ထိုင်းလို့တော့ပန်းခေါင်နေုံလို့ခေါ်ပါတယ်ရှင်အာဆမ်မုံကတော့ပန်းခေါင်ကြောက်လို့ခေါ်တယ်ဒီမှာကတော့ကျွန်မပန်းခေါင်ကြောက် မတုံနာပါဘူးရှင်။တကြားချိုထဲပါမယ်။တကြားချိုကတော့ကျမကဒီမှာအာထမင်းစားစွန်းနဲ့ပဲ၅စွန်းထည့်ပါတယ်။ထမင်းစားစွန်းနဲ့ပဲတိုင်ပါတယ်ရှင်။ပြီးတော့ရင်တော့လေစာလီနီနီလေးအာ2 pinch 3 pinch လောက်ပေါ့နော်။စာလီထည့်ပါတယ်ရှင်။နည်းနည်းလေးပေါ့လက်စိတ်လေး၃နှိစိတ်လောက်ကျမထည့်ပါတယ်။ပြီးတော့ရင်တော့အားလုံးတမရရင်ကျမအနည်းနည်းလေးဇွန်းလေးနဲ့မှွေလိုက်တယ်ရှင်။ ျမလုံးဝမီးမအွန်သေးပါဘူးเนาะအကုန်လုံးသမတ်သွားမှသာကျမစပြီးတော့မီးအွန်မယ်မီးအွန်တဲ့အခါမှာကျမကတူတဲကိုဒါကတော့အုံးလို့ပါအုံးလို့ကတော့250 250 ml ပါကိုကိုနဲ့မြောက်ပါအဲ့ဒါကိုကျမထည့်ပါတယ်ရှင် မီးကိုစအုံနေတဲ့အချိန်မို့လို့ကျမကဒါတွေတမရံအတွက်ကမန်းကရန်းလေးကျောက်ဥမှွေတန်းလေးနဲ့မှွေလိုက်ပါတယ်လုံးဝတမရံအတွက်တိတိချာချာနနာလေးဖြစ်ဖြစ်လေးမြင်းမြန်းလေးမှွေပေးရပါတယ်ရှင်မဟုတ်ရင်သူကခဲတာမြန်မီးကစအုံနေတဲ့အတွက်နည်းနည်းလေးတော့နှွေးလာပြီပေါ့နော်နှွေးလာပြီဆိုတော့အခုနှွေးနှွေးနေသူကအခုလိုနေတာဖြစ်လာပြီရှင်နည်းနည်းအခဲလေးတွေဖြစ်လာပြီမှွေပါနော်အဆက်မပြတ်မှွေပါရှင် ဘာစီမမထဲတော့အောင်နော်မွှေးမွှေးနဲ့မုံလုံးလေးကပြောင်ပြီးတင်းလာပါမယ်ရှင်။လုံးဝပြောင်ပြီးတော့မတင်းဘူးဆိုရင်ကျမတို့သုံးလို့မရပါဘူး။အခုလိုမျိုးပြောင်တင်းပြီးကြီးလာတယ်ဆိုရင်တော့ကျမတို့သောထဲမဲ့ tray ပကံနဲ့ပေါ့နော်။အိုက်ထဲကိုလှော်ထားသောနှမ်းရဲ့တဝက်ကိုကျမထည့်လိုက်တယ်။ပြီးတော့ရင်တော့စောနာကကျမလှိမ့်ထားတယ်။ကျမရဲ့ကောက်ငင်းလုံးကိုသူ့တဲကိုထည့်လိုက်မယ်။ထည့်ပြီးတော့ကောက်ငင်းလုံးကိုရောင်းမနေဘဲဘဲဘဲဆိုလိုက်ရိုက်ပြီးတော့နည်းနည်းလေးညှိယူလိုက်တာပေါ့နော်။ဒီလိုအနေထားမှာတော့ညှိသွားနည်းနည်းလေးတော့ခတ်တယ်။ပြီးနောက်ကတ်တက်တယ်သတိထားပါ။ဇလုံးလေးထဲမှာ ဲ့ပါနဲ့နည်းနည်း tree ခက်ပြပြရှိတဲ့ tree တွေကိုထဲပါပြီးတော့ရင်တော့ကြံနဲ့နှမ်းတဝက်လော်ထားတော့နှမ်းတဝက်ပေါ့အပေါ်ကနေဖြူလိုက်ပါရှင်လိုက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 ်ပြီးတော့ဖြူပြီးတော့ပြစ်ထားပြီးတော့အေးခံလိုက်ပါရှင်ကျမကတော့၃လနာရီလောက်ပြစ်ထားပြီးတော့အေးအေးခံလိုက်တယ်အပြင်ကပြန်လာတဲ့အနေထားလေးပါအပြင်ကပြန်လာတယ်ဆိုရင်တော့ကျမသူ့ကိုလှီးဖြတ်လိုက်ပါလိမ့်ရှင်ဒါကတော့လင်းဖြက်ပြီးတော့ရရှိလာတဲ့ကျမတို့ရဲ့ pumpkin နဲ့လို့တော့ ကောင်းညင်းမုံလေးရရှိပါပြီရှင်အရန်စောက်ကောင်းနေမစတိုင်းလည်းတအားစားတာပါဟုတ်ကဲ့ပါလိုင်းလုံစားတမယ်လို့ယူဆပါတယ်ရှင်ဆုံးတိကြည့်ပြတဲ့အတွက်အားလုံးကျေးဇူးများကြီးတင်ပါတယ် thank you ပါ